အားလုံးပဲမင်္ဂလာပါအခုပြောပြပေးမှာကတော့မြန်မာအရာဇဝင်တွေကဒဏ္ဍာရီဆန်တဲ့လူစံကောင်းပြောင်းဝေးပြတ်တာဆိုတဲ့တမိုင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုမစားတင်ခင်ကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့ notify bell ခေါင်းလောင်းလေးနှိပ်ပေးထားဖို့တောင်းဆိုလိုက်ပါတယ်ဒါဆိုရင်အကြောင်းအရာလေးကိုစတင်လိုက်ကြရအောင်ဟိုရှိရှိတုန်းကလွန်ခဲ့တဲ့ခရစ်နှစ်1044ခုနှစ်တုန်းက အိန္ဒိယနိုင်ငံကနေထွက်လာတဲ့ကုံရွက်တင်ဘောကြီးတစ်စင်းဟာကြီးမားတဲ့မုန်တန်းကြီးတိုက်ခိုက်တာကြောင့်ရွက်တင်ဘောကြီးဟာပျက်စီးသွားရပြီးတော့လူအများအများကလည်းပဲပင်လယ်ရေအောက်ကျန်းမြစ်ထဲမှာနေမြုပ်သွားကြပြီးတေဆုံးသွားကြရပါတယ်။ဒါပေမဲ့ရွက်တင်ဘောပေါ်မှာလိုက်ပါလာကြတဲ့ကောင်လေးညောင်ဟာရှိသမျှအာရင်တွေနဲ့တွေ့ရပြက်ကိုတွေ့ဖက်ထားကြပြီးတော့အသက်ရှင်လျက်ပင်လယ်ရေလိုင်းနေတဲ့အတူမျောပါသွားကြပါတယ်။ကောင်လီနီယောင်ဟာမုန်တန်းကြီးရပ်တန့်သွားပြီမဲ့သူတို့ရဲ့အာအင်တွေကုန်ခန်းပြီးပင်ပန်းနေကြတာကြောင့် အဲ့ဒီပြက်ပေါ်မှာပဲတတိလေးမိမျောသွားကြပြီးတော့ပင်လေရေလှိုင်းနဲ့အတူတဖြည်းဖြည်းချင်းမျောပါသွားရင်နဲ့သူဝနာဘူမီဆိုတဲ့တထုံပြည်ရဲ့ကန်းဆက်တနေရာကိုရောက်ရှိလာကြပါတယ်။အဲ့ဒီအချိန်မှာသူဝနာဘူမီဆိုတဲ့တထုံပြည်ကြီးဟာအလွန်မဲတာယာဝပျော်ပြီးတော့တထုံပြည်ကြီးကိုအုပ်ချုပ်တဲ့မနူဟာဘရင်ကြီးကလည်းဗုဒ္ဓဘာသာအပေါ်အလွန်မဲကြီးညိုကိုင်းဆိုင်တဲ့မင်းတစ်ပါးဖြစ်နေပါတယ်။ မနူအာဘင်းကြီးအုပ်ချုပ်တဲ့ဒူအနာဘူမီတိုင်းပြည်ဟာရွှေထွက်တဲ့တိုင်းပြည်ဖြစ်တာကြောင့်တခြားတိုင်းပြည်တွေထက်အလွန်ပဲတိုးတက်ချမ်းသာနေပြီးတော့နူဟာမင်းကြီးမှာဆင်ဖြူ32ဆင်းကိုလည်းပိုင်ဆိုင်ထားပါတယ်။ဒူအနာဘူမီတိုင်းပြည်ရဲ့ဇင်ကြိုက်တောင်ချေကကန်ဆက်တနေရာမှာအိန္ဒိယနိုင်ငံသားကောင်လီနှစ်ယောက်တတိလေးမိမျောနေတာကိုတငါတဲ့တွေက တွေ့တော့ကဲတင်ပေးလိုက်ကြပြီးတာနဲ့ဗာမင်းဆရာတော်ဖျားကြီးအရှင်ဦးဝီနာယာထံမှာအန်နန်ထားလိုက်ကြပါတယ်။ အရာနဲ့တတော်ဝါရီနဲ့လူသားတွေအပေါ်မှာမေတ္တာထားတဲ့ဆရာတော်ဖျားကြီးကလည်းပဲကောင်းလင်းယောက်ကိုကပ္ပိယကြီးနဲ့အတူမွေးစားဖို့ဆုံးဖြတ်လိုက်ပြီးခေါ်ထားလိုက်ပါတယ်။ အရင်ငယ်တဲ့ကောင်လေးနှစ်ယောက်ကမြန်မာဘာသာစကားကိုလည်းအချိန်တိုလေးတွင်းမှနားလည်နိုင်ကြပြီးကပိယာကြီးနဲ့ဘုန်းကြီးတို့ခိုင်သမျှဘုန်းကြီးကျောင်းရဲ့ဝေယဝန်းစအဝဝကိုလိုလေသေးမရှိအောင်လှုံ့ဆော်ပေးကြပါတယ်။ပြီးတော့ဗုဒ္ဓဘာသာအပေါ်မှာယူတီကိုင်းဆိုင်တဲ့လူငယ်လေးတွေဖြစ်လာကြပြီးတော့ဘုန်းကြီးပေးထားတဲ့ပွဲအမြင်အတိုင်းဘုန်းကြီးကျောင်းသားလေးဗျဝိနဲ့ဗျာတာဆိုပြီးအမြင်တွင်လာခဲ့ကြပါတယ်။ ပြောင်းဝင်တဲ့ပြတာညီကိုနှစ်ယောက်ဟာတယောက်ကိုတယောက်အရန်ကိုချစ်ကြတဲ့ညီကိုတွေဖြစ်ကြပြီးတော့အလौကိုခိုကက်ခြင်းမရှိဘဲနဲ့အလौကိုအပြိုင်အဆိုင်အလို့ရဲ့လောက်ကြရင်နဲ့ပဲလူပြိုအရွယ်ရောက်ရှိလာကြပါတယ်။ပြောင်းဝင်တဲ့ပြတာညီကိုနှစ်ယောက်တို့ဟာနနေ့တိုင်းဖုန်ကြီးနဲ့အတူဆွန်ကန်ကြွားကြရင်နဲ့နနေ့တိုင်းမှာဆွန်လောင်းလေးရှိတဲ့အပြိုအရွယ်ရောက်နေပြီဖြစ်တဲ့မြို့ဝမင်းရဲ့သမီးတော်လေးမဲအိုးသားရဲ့အလှကိုအကိုဖြစ်သူပြဝေကအလွန်ပဲနှိမ့်သက်သဘောကြပြီးတော့ရင်ထဲမှာတိတ်တခိုးလေးကြိတ်ကြိုက်နေပါတယ်။ ဒါပေမဲ့ဗျဝီကဖုန်ကြီးမွေးစားထားတဲ့အတိုင်းသမားသာဖုန်ကြီးကြောင်းသားလေးဖြစ်နေပြီးတော့မေအိုဇာကမြို့ဝမရဲ့တမီတော်ဖြစ်နေတာကြောင့်အစင်တန်တွေကွာခြားလို့ဖွင့်မပြောရဲပဲနဲ့ဖုန်ကြီးနဲ့အတူစွမ်းခံလိုက်တိုင်းမေအိုဇာရဲ့အလှကိုငေးမောကြည့်နေရင်နဲ့တယောက်တည်းယဉ်ခုန်ပြီးအတိတ်တကိုချစ်နေရရှာပါတယ်ဒါပေမဲ့မေအိုဇာကလည်းဗျဝီရဲ့အကြည့်ကိုတတိထားမိပြီးတော့ဗျဝီရဲ့အကြည့်တွေကြောင့်ယဉ်ခုန်လာရပြီးအခြေဆိုတဲ့အရာကြီးကိုနားလဲသဘောပေါက်နေပြီပဲဖြစ်ပါတယ်။ ညီဖြစ်သူပြတာကအကိုဖြစ်သူပြဝီရဲ့မဲဦးစားကိုအဆင့်တန်းချင်းမတူလို့ဖွင့်မပြောရတာကို ကြည်ပြီးတော့တနာမိပြီးဂျားတွေကနေအောင်းတွေလှုပ်ပေးလိုက်တဲ့အခါမှာပဲကိုပြဝီနဲ့မဲဦးစားတို့ဟာအရန်ကိုချစ်ကြတဲ့ချစ်သူတွေဖြစ်သွားကြပါတယ်ဒီနေ့မှာတော့ဘုံကြီးကြောင်ကကက်ပီယာကြီးဟာနာမကျန်းဖြစ်ပြီးတော့ဘာမှမလုပ်နိုင်တော့ဘဲအရာတွေမှာလဲနေပါဗျ။ ဆရာတော်ဖျားကြီးကကပိယာကြီးကိုကုသပေးဖို့အတွက်လိုအပ်တဲ့တိဦးတိမြင့်တွေကိုတော်ထဲမှာရှာဖွေတူးယူဖို့အတွက်ငယ်ရွယ်ပြီးတန်မာတဲ့ဗျဝိနေပြတာကိုတူးယူတဲ့အခါမှာအားကိုးဖို့အတွက်တော်ထဲကိုတစ်ခါတည်းခေါ်ဆောင်သွားလိုက်ပါတယ်။အဲ့ဒီချိန်မှာတော်ထဲကဇော်ကြီးတပါးဟာသူ့ရဲ့ဝိဇ္ဇာပညာကိုနောက်တစ်ဆင့်တက်အောင်ဆိုပြီးတော့တော်ထဲမှာ လုံခြုံတဲ့နေရာတစ်ခုကိုရှာဖွေပြီးတော့ထုံကူးဖို့ဖော်ဝင်ပါတယ်။ ထုံကူပြီးကြံရင်နေခဲ့တဲ့လာသာအရွယ်ရုပ်ကျွင်းကလည်းပဲအဲ့ဒီနေရာမှာပဲရနှံ့တင်းစွာနဲ့ကြံနေခဲ့ပါတယ်တိတ်မကြခင်မှာပဲဖုန်ကြီးနဲ့တူလိုက်ပါလာကြတဲ့မြဝင်းနဲ့ပြတာညီကိုနှစ်ယောက်ဟာထူဆန်ပြီးမှွေးကြိုင်တဲ့စားချင်စပွဲရနှန်းကိုရတာကြောင့်အနန်းလာရဘက်ကိုသွားပြီးရှာဖွေကြည့်ကြရကနေပြီးတော့ထူဆန်နဲ့ဇော်ကြီးဖိုဝင်သားကိုတွေ့လိုက်ကြရပါတယ် အဒီအခါမှာပြဝိနေပြတညီကိုနေအောင်ဟာဇောကြီးဖိုးဝင်သားကိုဘာမှမသိကြတာကြောင့်ဖုန်ကြီးကိုလှမ်းခေါ်ပြီးတော့မေးလိုက်ကြပါတယ်။အဒီချိန်မှာ ဖုန်ကြီးကဒါဟာဇောကြီးဖိုးဝင်သားဖြစ်တယ်။ဇောကြီးဖိုးဝင်သားကိုစားရင်ဆင်မြောင်ဆယ်စီအာမန်ကြီးတဲ့ကာယတိတ်တီကိုပေါက်တယ်။မိုင်းရှိဝေလန့်လာတဲ့ခရီးတွေကို အချိန်ခဏလေးတွင်မှာပဲတွာလာနိုင်စွမ်းရှိတယ်။ပြီးတော့ဓာတ်လှန်ပြီးရဲဆိုပြီးတော့ဖုန်ကြီးကရှင်းပြလိုက်ပါတယ်။ ဘုံကြီးကအခုလိုတွေးကြလာတဲ့ကာယသိတိပေါတဲ့ဇောကြီးဖွေဝင်သားကိုသူဝနာဘူမိတထုံပြီကိုအုပ်ချုပ်တဲ့မနူဟာဘရင်ကြီးနဲ့သာ ထိုက်တန်တယ်ဆိုပြီးတော့ပြောဆိုလိုက်ပြတာနဲ့ဘုံကြီးကြောင်းရှိအားကိုယူဆောင်လာစေလိုက်ပါတယ်ဖုန်ကြီးចောင်းကိုပြန်ရောက်လာကြတော့ဖုန်ကြီးကရဝိနေပြတာညီကိုနှစ်ယောက်ကိုဇော်ကြီးဖိုးဝင်သားကိုចောင်းมาပဲစောက်ချောက်ဖို့နေခဲ့စီပြီးဖုန်ကြီးတပါးတဲ့မနူဟာဘရင်ရှိအားကိုဇော်ကြီးဖိုးဝင်သားရရှိခဲ့ကြောင်းတည်င်းပေးဖို့ဖို့အတွက်ကြွားရှိသွားလိုက်ပါတယ်။ ဇော်ကြီးပုံဝင်သားကိုစောက်ချောက်ပေးကြတဲ့မြဝိနေပြတ်တာညီကိုနေအောင်တို့ကလည်းပဲဘိုက်အရန်စာလောင်နေကြတာကြောင့်အလွန်ပင်စားရှင်တဲ့ဘွယ်ရနန်းတွေနဲ့ဆွဲဆောင်နေတဲ့ဇော်ကြီးပုံဝင်သားရဲ့အစွမ်းတွေကြောင့်မြဝိနေပြတ်တာညီကိုနေအောင်တို့ဟာလက်ညိုနဲ့တို့ပြီးမြည်ကြီးကြရာကနေပြီးတော့စိတ်ကိုမထိန်နိုင်ကြတော့ပဲဇော်ကြီးပုံဝင်သားကိုကုံသွားတဲ့အထိအာရပါရစားလိုက်ကြပါတယ် အရာတွေမှာမထားနိုင်တဲ့လူနာကပ်ပီယာကြီးကလည်းအင်မတန်ဆွဲဆောင်နေတဲ့ဇော်ဂျီဖိုဝင်သားရဲ့ရင်နှံကိုရတာကြောင့်ရှိသမျှအာအင်းလေးနဲ့ရောက်ရှိလာခဲ့ပြီးရဝီနဲ့ပြတာတို့စားပြီးကျွင်းကျန်ခဲ့တဲ့ဇော်ဂျီဖိုဝင်သားရဲ့အကျွင်းကျန်လေးကိုစိတ်မထိန်နိုင်တော့ပဲစားလိုက်ပြီးတာနဲ့ကပ်ပီယာကြီးကလည်းပုံမှန်အတိုင်းယောဂဝေဒနာတွေပျောက်ကျင်သွားပြီးအာအင်းတွေပြေးဖြိုပြီးလန်းဆန်းသွားပါတယ်။ ရဝေပြတာညီကိုတို့ကဇော်ကြီးဖိုးဝင်သားကိုစားပြီးတာနဲ့ကာယသိတိပေါက်ကြပြီးခန္ဓာကိုယ်ပေါက်ပါပြီးတော့ခုန်ကြီးကြရတာကနေပြီးတော့လေထဲမှာပြန်တန်းနိုင်တကယ်သူဖြစ်နေပြီးအထူးအဆန်းဖြစ်နေကြပါတယ်။ပြီးတော့လင်းလန့်တဲ့ကြောက်တုံးတွေနဲ့တစ်တုံးတွေကိုမာကြီးကြရတာကနေပြီးတော့ခုန်ကြီးပြောထားတဲ့အတိုင်းဆင်းပြောင်းဆယ်စင်းအာမန်ကြီးတဲ့ကာယသိတိပေါက်နေပြီဆိုတာကိုတီးလိုက်ကြရပါတယ်။ အရာနဲ့နှစ်ယောက်သာအပျော်လွန်ပြီးဆော့ကစားကြရင် သူတို့ရဲ့အရှိမအကြီးမားဆုံးအရာဖြစ်တဲ့ဘုံကြီးချောင်းကြီးကိုမဆန်ကြည့်ဖို့အတွက်စံတမ်းမှုပြုလုပ်ကြပါတယ်။ဘုံကြီးချောင်းကြီးကိုမကြည့်တဲ့အခါမှာလဲကာယတိတ်ထိအစွမ်းကြောင့်အလွန်ပဲပော့ပါနေပြီးတော့ဘုံကြီးချောင်းကြီးပြောင်းမြန်ဖြစ်သွားတဲ့အထိမာနိုင်ခဲ့ပါတယ်။ခနာအကြာမှာတော့ဘုံကြီးပြန်ရောက်လာခဲ့တဲ့အခါမှာဘုံကြီးကဇော်ကြီးဖုံဝင်သားကိုပြဝင်းနဲ့ပြတာညီကိုနှစ်ယောက်တို့ကစားလိုက်ပြီးကာယတိတ်ထိပေါင်းနေပြီဆိုတာကိုသိလိုက်ရပါတယ်။ ပြောင်းဝင်းနဲ့ပြတာညီကိုနှစ်ယောက်တို့ကလည်းဘုံကြီးရောက်လာတာကိုတွေ့တော့ဘုံကြီးကြောင်းကိုအတဲ့အတိုင်းပြန်တဲ့လိုက်ပြီးဘုံကြီးရဲ့အနာကိုရောက်ရှိလာကြပြီးတော့အပြည့်ရှိကြောင်းလာရောက်ဝန်ခံကြပါတယ်။အဒီအခါမှာဘုံကြီးကပြီးခဲ့တာတွေပြီးစီတော့ဆိုပြီးတော့ပြည်သမားအကြောင်းအရာတွေကိုမနူအာမင်းကြီးကိုအချိုးအချောင်းစီလျော်အောင် ပြောပြလိုက်မယ်ဆိုပြီးတော့မနူအာမင်းကြီးမရောက်လာခင်ပြဝိနေပြတာကိုခနာရှောင်းနေဖို့အတွက်ပြောလိုက်ပါတယ်။ တိတ်မကြခင်မှာပဲမနူဟာဘီယင်ကြီးရောက်ရှိလာခဲ့တဲ့အခါမှာတော့ဘုံကြီးကမနူဟာဘီယင်ကြီးကိုအကျိုးအကြောင်းစီလျော်စွာရှင်းပြလိုက်ပြီးတာနဲ့ဘုံကြီးရဟန်းတွေပေါ်မှာကြီးညိုလေးစားတက်တဲ့မနူဟာဘီယင်ကြီးကဗျက်ဝင်းနဲ့ပြတ်တော့ကိုခွင်လို့ပေးနိုင်ပြီးတော့ဒူဝနာဘူမိတထုံပြည်ကိုကာကွယ်စောင့်ရှောက်ပေးဖို့အတွက်လူစွမ်းကောင်းစစ်တီတွေအဖြစ်ချီးမြှောက်ပေးမယ်ဆိုပြီးတိုင်ပင်လိုက်ကြပါတယ်။ အဲ့ဒီစကားသံတွေကိုကြားလိုက်ရတဲ့တမုန်ကြီးကသူ့ရဲ့ယာဒူးနေရာမှာဘုံကြီးကျောင်းသားဖြစ်တဲ့ရဝင်းနဲ့ပြတ်တာညီကိုနှစ်ယောက်ကိုပေးအပ်လိုက်ရမှာကိုအလွန်ပဲစိုးရိမ်ပြီးတော့ရဝင်းနဲ့ပြတ်တာညီကိုနှစ်ယောက်ကိုလှုပ်ကြံဖို့အတွက်စတင်ကြံစီပါတော့တယ်အကိုဖြစ်သူပြဝေကသူရဲ့ချစ်သူမဲဦးစားထံကာယတိတ်တိပေါက်ပြီးကလေးကမကြောက်မညွန့်ပဲတွားရောက်ချင်းတွေ့လေးရှိပါတယ် အဲ့ဒီတည်င်းတွေကိုတက်မူကြီးတည်သွားတဲ့အခါမှာတော့တက်မူကြီးဟာမြို့ဝမင်းကိုအကြက်ကင်ပြီးတော့မြို့ဝမင်းရဲ့သမီးတော်လေးမဲဦးစားကိုအတုံးချပြီးရဝိကိုရအောင်ဖမ်းမယ်ဆိုပြီးတော့တိုင်ပင်လိုက်ပါတယ်မြို့ဝမင်းကြီးကတက်မူကြီးရဲ့တစုတို့တစောက်ကန်လောက်တဲ့အကျင့်တွေကိုကြောက်ရွံ့ပြီးတော့အကြံစီကိုလက်ခံပေးလိုက်ရပါတယ် တနေ့မှာတော့ညနိုင်တံပင်ထားကြတဲ့မြို့ဝမင်းနဲ့တပ်မကြီးတို့ဟာမနူဟာဘီရင်မင်းကြီးထံသွားပြီးတော့တိုင်းတဘာသာလူစွမ်းကောင်းတွေဖြစ်ကြတဲ့ဘုံကြီးကျောင်းသားဗျာဝိနဲ့ပြတာညီကိုနှစ်ယောက်တို့ဟာအရှင်မင်းကြီးရဲ့ထီးနှံကိုလူယူဖို့အတွက်ကြံစီနေကြပါတယ်ဆိုပြီးတော့တွားရောက်ကုံချော်လျှောက်တင်ကြပါတယ်အရာနဲ့မနူဟာဘီရင်ကြီးကဘီရင်ကြီးရဲ့လုံခြုံရေးနဲ့ထီနှန်းကိုကာကွယ်စောင့်ရှောက်ပေးဖို့အတွက်တပ်မကြီးကိုလုံပိုင်ခွင့်နဲ့တာဝန်အပြည့်အဝပေးအပ်ထားလိုက်ပါတယ်။ လုတ်ပိုင်ခွင့်ရသွားကြပြီဖြစ်တဲ့တပ်မွန်ကြီးနဲ့မျိုးဝံအမန်တို့ဟာမျက်ဝီကိုလွဲကူစွာဖမ်းနိုင်ဖို့အတွက်ပတန်းရှင်တဲ့မိနစ်တွေအဝန်နဲ့အစီရင်တွေပြုလုပ်ပြီးတော့မျက်ဝီဖုံးကန်နေအောင်မျက်ဝီလာရာအဝင်အဝတနေရာမှာဒါပြီးအမတ်စစ်တီတွေကိုခြုံခိုစေပြီးတော့ချောင်းဖမ်းစီလိုက်ပါတယ်အဲ့ဒီညမှာပဲပြက်ဝီဟာလူချေတိတ်တုံမဲအိုစာနဲ့ချိန်တွေ့ဖို့ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီချိန်မှာပြေဝီဟာဖုံးကန်နေသွားပြီဆိုတာကိုသိတာနဲ့ထွက်ပြေးဖို့လုံတော့မဲ့အချိန်မှာပဲခြုံထဲကနေပုံနေကြတဲ့စစ်တီတွေကထွက်လာကြပြီးပြေဝီကိုအမိအယာဖမ်းထားလိုက်ကြပါတယ်။တမုန်ကြီးကပြေဝီကိုမိထားပြီဆိုတာနဲ့အခွင့်ရေးရတော့ပြေဝီကိုချက်ချင်းတတ်ဖို့အတွက်စစ်တီတွေကိုအမိပေးလိုက်ပါတယ်။စစ်တီတွေကလည်းတမုန်ကြီးရဲ့အမိအတိုင်းဓာလန့်တွေနဲ့ပြေဝီကိုထိုးနှံကြတော့လေပြေဝီရဲ့အာမန်တင်ထားတာကြောင့်ဓာလန့်တွေပြီးနေပြီးတော့ဘလို့မှတ်တက်လို့မရပဲဖြစ်နေကြပါတယ်။ အရာနဲ့တပ်မွန်ကြီးနဲ့မြို့ဝအမတ်တို့ဟာမန်တင်းပြီးတက်လို့များတဲ့ပြဝိကိုကြည်ပြီးတော့ပြဝိတယောက်မန်လျှော့သွားအောင်ဘလို့လုံးအောင်မလဲဆိုပြီးတော့နီလန်အမျိုးမျိုးထက်မှန်ရှာကြံပြီးတော့ကြံစီကြပါတော့တယ်။အကြံရသွားပြီးဖြစ်တဲ့မြို့ဝအမတ်ကြီးကဒီမှာပြဝိမဲဦးစာကမင်းကိုတကယ်ချစ်တာမဟုတ်ဘူး။ မင်းကိုတေးစီလိုတဲ့စိတ်နဲ့အခုလိုထောင်ဖန်းနိုင်ဖို့အတွက်အချင်းဟန်ဆောင်တာဖြစ်တယ်။မာလိုမျိုးဝမင်းရဲ့တမီတော်ကနစ်လိုဖုံးကြီးကြောင်သာတိုင်းတပါသောကိုချစ်နိုင်ပါတယ်လား။ဘာကိုမန်တက်နေတာလဲဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာပြဝီကကျုံမဲဦးစာရဲ့အချစ်ကိုယုံတယ်။မဲဦးစာကျုပ်ကိုမချစ်ဘူးဆိုတာလုံးဝမဖြစ်နိုင်ဘူး။မဲဦးစာကျုပ်ကိုတကယ်တေးစီလိုတဲ့စိတ်ရှိတယ်ဆိုတာမှန်ရင်ကျုပ်ကိုနောက်ဆုံးအနေနဲ့ကွန်းတရာနဲ့ရေတမောက်လာရောက်တိုက်ကြွေးမယ်ဆိုရင်ကျုပ်မန်ကိုချော့ပြီး အသေးခံလိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အရာနဲ့အကြံပတ်ဆက်တဲ့တက်မွန်ကြီးနဲ့မျိုးဝအမတ်တို့ဟာမဲအိုစာထံသွားကြပြီးတော့နီးပလိရဲတွေတုံးပြီးမဲအိုစာအမှတ်မှအောင်ပြောဆိုကြပါတယ်မျိုးဝမင်းကတမိတော်လေးမဲအိုစာတမိတော်လေးကပြောက်ဝီကိုတကယ်ချစ်သလားပြောက်ဝီကိုတကယ်ချစ်တယ်ဆိုရင်အခုလိုပြောက်ဝီအပေါ်အထင်လွဲတာမျိုးတွေမဖြစ်ရအောင်ကန်ဆိုးခန့်ညမ်းတွေပျောက်သွားအောင်ရရရှိတဲ့အနေနဲ့ ွန်းတရာရေတမုံနဲ့ဗျက်ဝီကိုတွားရောက်တိုက်ကြွေးရမယ်အဲ့ဒါဆိုရင်သမီးတော်လေးနဲ့ဗျာဝီကိုဖခင်သဘောတူပြီးတော့ထိမ်းများပေးမယ်ဆိုပြီးတော့မဲဦးစာအမှတ်မှားအောင်လှည့်ခွက်တွေနဲ့ပြောဆိုလိုက်ပါတယ်။အရာနဲ့မဲဦးစာဟာအလွန်ပဲဝမ်းသာသွားပြီးတော့ခွန်တရားရီတမုံနဲ့သူမရဲ့ချစ်သူရှီယာကိုရောက်ရှိသွားပြီးတော့သူမရဲ့ချစ်သူကိုဗျာဝီလွမြောက်စေဖို့အတွက်ခွန်တရားနဲ့ရီတမုံကိုဗျာဝီကိုတိုက်ကြွေးလိုက်ပါတယ်။ အဒီအခါမှာပြဝီဟာဘာမှပြန်မပြောနိုင်တော့ပဲအလွန်ပဲအံ့ဩဆွန်းအားသွားပါတယ်။ပြဝီရဲ့ရင်ထဲမှာမဲအိုစာဟာသူ့ကိုအခုလိုမုံတီးပြီးရက်ဆက်ရလေသလားဆိုပြီးတော့တွေးရင်တွေးရင်နဲ့မျက်ရည်တွေစီးကြလာပြီးအသက်ရှင်နေလဲမထူတော့ဘူးဆိုတဲ့အတွေးတွေဝင်လာပြီးတော့ယောက်ျားတို့ရဲ့ပြောထားတဲ့ဂရိစကားအတိုင်းအသက်ကိုအသေးခံဖို့အတွက်မန်ကိုလျှော့လိုက်ပါတယ်။ပြဝီမန်လျှော့မာကိုအရန်တင်းစောင်းနေကြတဲ့ရဲမစစ်တီတွေကလည်း ပြဝီမန်လျှော့လိုက်တာနဲ့သူတို့ရဲ့လက်နက်တွေနဲ့ပြဝီကိုထိုးနှက်လိုက်ကြရကနေပြီးတော့ပြဝီတယောက်အဒီနေရာမှာပဲတည်ဆုံသွားရရှာပါတယ်အရာနဲ့မဲဦးသားကသူမရဲ့အခြေအဆုံးချစ်သူကိုပြဝီတယောက်သူမရဲ့မျက်စိရှိမှာပဲရက်ဆက်စွာအသက်ခံလိုက်ရတာကိုမြင်တွေ့လိုက်ရတော့ယူကျုံးများရင်ကွဲစွာခံစားလိုက်ရပြီးငိုကြွေးရင်ငိုကြွေးရင်နဲ့ပဲအဒီနေရာမှာပဲတတိလေးမင်းမျောသွားပါတယ် အရာနဲ့ရဲမစစ်တီတွေကတေဆုံသွားပြီဖြစ်တဲ့ဗျက်ဝေးရဲ့ရုပ်အလောင်းကိုဘရင်ကြီးရဲ့အမိန့်နဲ့အပိုင်း၄ပိုင်းပိုင်းပြီးတော့သူအနာဘူမိတထုံမျိုးရိုးရဲ့ဒေါက်လီတောင်းမှာမြုံနှံပြီးဗျက်ဝေးရဲ့သွေးတွေကိုမြုပ်ပပတ်လေကိုလောင်းစီပြီးတော့အစီရင်တွေပြုလုပ်ပြီးအသောဝိညာဉ်စစ်တီအဖြစ်စောင်းရှောက်စေလိုက်ပါတယ်။ညီဖြစ်သူပြတာကအကိုပြဝိအသက်ခံလိုက်ရပြီဆိုတာကိုတီတာနဲ့အလွန်ပဲစိတ်ထိခိုက်သွားပြီးနာကြီးမုံကြီးသွားပါတယ်။ ပြီးတော့ဆရာတော်ဘုန်းကြီးကိုကတော့ဦးချပြီးတာနဲ့ပကံပြည်ရှိရာဘက်ကိုထွက်ပြေးသွားလိုက်ပါတယ်အဲ့ဒီအချိန်မှာပကံပြည်ကိုအနောယထာမင်းကြီးအုပ်ချုပ်နေပါတယ်။အနောယထာမင်းကြီးဟာစီအင်အားအင်မတန်ကြီးမားစွာပိုင်ဆိုင်ထားတဲ့မင်းတပါဖြစ်ပြီးတော့ပကံသူရဲကောင်းတွေဖြစ်ကြတဲ့ကျန်စစ်တာ၊ငထွေယူ၊မလုံးလက်ဖယ်၊ညောင်ဦးဖီးဆိုတဲ့သူရဲကောင်းတွေကိုလည်းပိုင်ဆိုင်ထားပြီးတော့မျောက်စားထားပါတယ်။ အဲ့ဒါနဲ့ဗျာတာဟာပကံပြည်ကိုရောက်လာတာနဲ့လူစွမ်းကောင်းတွေကိုမြောက်စားတဲ့ပကံပြည်ရှင်အနောရထာမင်းကြီးထံမှာမင်းမှုထံမှုအတွက်လာရောက်ခစားပါတယ်။အနောရထာမင်းကြီးကလည်းဗျာတာကိုမင်းမှုထံမှုအတွက်လက်ခံထားလိုက်ပြီးတော့ဗျာတာရဲ့လုံနိုင်စွမ်းတွေကိုအတိမတ်ပြုတ်တဲ့အနေနဲ့အနောရထာမင်းကြီးရဲ့မိဖုရဲ့ခေါင်ကြီးအတွက်ပုတ်ပါတောင်မှရှိတဲ့ပန်းတွေကိုနေ့စဉ်ခူးယူပြီးပကံပြည်ရှိရာကိုလာရောက်ဆက်သားကိုတာဝန်ပေးအပ်လိုက်ပါတယ်။ အဲ့ဒီချိန်ကနေစပြီးပြတာဟာပုပ်ပါတောင်မှာရှိတဲ့သကဝါပန်းတွေကိုခူးပြီးတော့ဝေးလံလာတဲ့ပုပ်ပါတောင်ရဲ့ပကံပြီကို သူ့ရဲ့ကာယတိတ်ထိအစွမ်းအနေနဲ့နေ့စဉ်အသွာအပြန်ပြုလုပ်ပြီးတော့အနောယထာမင်းကြီးရဲ့မိဖုရဲ့ကောင်းကြီးထံပန်းတွေကိုဆက်တာပေးနေရတဲ့ပန်းဆက်သမားလေးပြတာအဖြစ်အမိတွင်လာခဲ့ပါတယ်။ဒီလိုနဲ့ဒီနေ့မှာတော့ဗျတာဟာပုပ်ပါတောင်မှာရှိတဲ့ပန်းတွေကို ရှာဖွေခူးနေရင် ထူးဆန်းစွာ အလွန်မှွေးပြန်လာတဲ့ယနေ့နဲ့အတူတာယာညံ့ညောင်းတဲ့တရှင်ညေတံကိုကြားလိုက်ရပါတယ်။ဗျာတာဟာဆွဲဆောင်မှုရှိလွန်တဲ့တရှင်တံတွေကြောင့်စူးစမ်းလူစိတ်တွေဖြစ်ပေါ်လာပြီးအတန်လာယာဘက်ကိုစူးစမ်းကြည့်လိုက်တဲ့အခါမှာတော့အလွန်ပင်ချောမောလှပတဲ့ရွှေဝါရောင်အသားကြီးပန်းရှင်မိမ့်မပြိုလေးတယောက်တရှင်ညင်းညူနေတာကိုတွေ့လိုက်ရပါတယ်။ ဂျာတာဟာမိမပြိုလေးကိုမြင်တာနဲ့မြင်မြင်ချင်းချင်းမိသွားပြီးတော့မိမပြိုလေးရဲ့အနာကိုသွားပြီးမိမပြိုလေးကိုချင်းမိကြောင်ဖွင့်ပြလိုက်ပါတယ်။ပြီးတော့ဂျာတာကပကံပြီကမင်းမှုထံတရားဖြစ်ပြီးတော့ပုတ်ပါတောင်မှာရှိတဲ့ပန်းတွေကိုခူးယူပြီးပကံပြီကဘရင်မိဖုရားထံပန်းဆက်သပေးနေရတဲ့ပန်းဆက်သမားလေးတရားဖြစ်ကြောင် သူကိုယ်သူမိတ်ဆက်ပေးလိုက်ပါတယ်။ပြီးတော့မိမပြိုလေးကလည်းသူမဟာဒီတော်တောင်မှာနေထိုင်တဲ့ရခဘလူးအနယ်ဝင် ပန်းစားဘလူးမလီမေဝနာဖြစ်ကြောင်းသူကိုယ်သူမိတ်ဆက်ပေးလိုက်ပါတယ်အခုလိုဘလူးအနယ်ဝင် ဖြစ်တာကြောင့်ကိုပြတာတကယ်ရောရှင်းနိုင်ပါမလားဆိုပြီးတော့ဗျာတာကိုမေးလိုက်ပါတယ်အဒီခါမှာပြတာကပန်းတွေကိုသာစားတော့ပြီးအလွန်ပဲချောမောလှပလွန်နေတာကြောင့်သာဝရချင်းနိုင်ပါတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပြီးတာနဲ့အဒီနေရာမှာပဲပုပ်ပါသူလေးမေဝနာနဲ့ပန်းဆက်သမားလေးကိုပြတာတို့အလွန်ပင် ချစ်ကြတဲ့ချစ်သူတွေဖြစ်သွားကြပါတယ် တနေ့မှာတော့ပကံပြည်ရှိအားကို ရှင်အရဟံအမည်ရှိတဲ့ယဟန်တစ်ပါးကြွားရှိလာပြီးတော့အနွယထာမင်းကြီးထံမှတရားဟောကြားတော်မူပါတယ်။အနွယထာမင်းကြီးကလည်းဗုဒ္ဓရဲ့တရားတော်တွေကို နှစ်သက်သွားပြီးဗုဒ္ဓဘာသာ သာသနာထွန်းကားအောင်ဘယ်လိုလှုံ့ဆော်ရမလဲဆိုပြီးတော့ရှင်အရဟံကိုမေးမြန်းလိုက်ပါတယ်။အဲ့ဒီအခါမှာရှင်အရဟံကတထုံပြည့်ရှင်မနုဟာမင်းကြီးထံမှာပိဋကတ်၃ပုံအစုံ၃၀ရှိတယ် အဲ့ဒီပိဋကသုံးပုံကိုတောင်းရန်လိုရရင်ပိဋကစာပေကျမ်းဂန်တွေကိုယဟန်တန်ဃာတွေအားနေတဆင့်ပြန်လည်တင်ကြားပို့ချပြီးတော့ဗုဒ္ဓဘာသာသာသနာကိုထွန်းကားအောင်ပြုလုပ်နိုင်တယ်ဆိုပြီးတော့ရှင်အရဟံကပြောပြလိုက်ပါတယ်အရာနဲ့အနောယထာမင်းကြီးဟာပိဋကတ်သုံးပုံကိုလိုချင်တာကြောင့်ပညာရှိမူမဲ့တွေကိုသူဝနာပုံမိတထုံပြေရှိအားကိုဆေလွှတ်လိုက်ပြီးမနူဟာမင်းကြီးထံမှာတွားရောက်တောင်းရန်စီပါတယ်။ မနူဟာမင်းကြီးကလည်းပိတကသုံးပုံကိုမပေးလိုတာကြောင့်အရင်တို့နဲ့အရာလောဆိုပြီးတော့ပြောလိုက်ပြီးမပေးဘဲညင်းဆိုလိုက်ပါတယ်အနော်ယထာမင်းကြီးဟာမနူဟာမင်းကြီးရဲ့အရင်တို့နဲ့အရာလောဆိုတဲ့စကားကိုမနစ်သက်တာကြောင့်အလွန်ပဲဒေါသထွက်စိတ်ဆိုးသွားပြီးတော့ချက်ချင်းပဲသူဝနာဘူမိတထုံပြီကိုတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်ပကံသူရဲကောင်းတွေဖြစ်ကြတဲ့ကြံစစ်သားငထွေယူမလုံးလက်ဖဲညောင်ဦးဖီးနဲ့ ရတရှိလင်တက်တို့ကိုအရှိတက်မတွေအဖြစ်ရှိတက်တိုက်ခိုက်စီပြီးအနွေရထာမင်းကြီးကိုတိုင်ကလည်းအနောက်တက်မအဖြစ် ကြီးမားတဲ့စီးရင်အားအလုံးအင်းကြီးနဲ့ရှိတက်လာခဲ့ကြပါတယ်။မနူဟာမင်းကြီးကလည်းအဲ့ဒီတည်င်းတွေကိုကြားတာနဲ့တိုင်းပြည်လုံးကျုံရေးအတွက်တထုံမြို့ရိုးကိုပိတ်လိုက်ပြီးတိုင်းသူပြည်သားတွေကိုစစ်မှုထမ်းစီပြီးတော့ကြီးမားတဲ့စီးရင်အားတွေနဲ့မြို့ရိုးတွေပေါ်မှာခံစည်းအဖြစ်ခုခံတိုက်ခိုက်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်စီပါတယ်။ အရာနဲ့ပကံတမတို့ဟာတထုံပြည်ကိုရောက်ရှိလာကြပြီးကြီးမားတဲ့စီရင်အားတွေနဲ့သူဝနာဘူမိတထုံပြည်ကိုစာတင်တိုက်ခိုက်ပါတော့တယ်။အဒီခါမှာမနူဟာမင်းကြီးရဲ့ခံစစ်ကိုကြိုတင်ပြင်ဆင်ထားမှုကြောင့်ပကံတမတို့ဟာတထုံမြို့ရိုးရဲ့အနာကိုကက်လို့မရဘဲနဲ့ညာမိုးတွေရွာသွန်းမှုကြောင့်ပကံစစ်တီအမြောက်အများကြာဆုံသွားကြရပြီးလူစွမ်းကောင်းတက်မှုတွေဖြစ်ကြတဲ့ ကြံစစ်တာငထွေယူငလုံးလက်ဖယ်ညောင်းဦးဖီနဲ့ဂျာတာတို့ဟာသူတို့ရဲ့စစ်တီတွေအများအများကြာရှုံရတာကြောင့်တက်ကိုဆုတ်ခွာလိုက်ကြရပြီးယာယီစခန်းလျှောက်ပြီးတော့ပြင်ဆင်မှုတွေပြုလုပ်ကြရပါတယ်ပြင်ဆင်မှုတွေပြုလုပ်ပြီးတာနဲ့ဒုတိယအကြိမ်တထုံပြည်ကိုအင်အားအလုံးရင်းကြီးတွေနဲ့ချီတက်ပြီးထမှန်တိုက်ခိုက်ပါတယ်ဒီအခါမှာလဲတထုံပြည်ရဲ့မြို့ယိုအနာကိုကဲလို့များပဲနဲ့ပကံစစ်တီအမြောက်အများကြာချုံကြရပြီး နောက်ထပ်တစ်ကြိမ်ထပ်မံတက်ဆုပ်လိုက်ရပြန်ပါတယ်။ပကံသူရဲကောင်းတွေကတထုံပြည်ရဲ့မြို့ယူအနာကိုဘာကြောင့်ကတ်လို့မရတာလဲဆိုပြီးတော့ဆွေနှွေးတိုင်ပင်မှုတွေပြုလုပ်ကြတဲ့အခါမှာပကံစစ်တီတွေစီကနေပြီးတော့တူညီတဲ့စကားသံတွေကိုကြားလိုက်ရပါတယ်။အရာကတော့မမြင်ရတဲ့နတ်စစ်တီကဲသူစစ်တီတူရဲ့မြို့ရိုတစ်ချောင်းလိုင်းလိုင်းတိုက်ခိုက်မှုတွေကြောင့်ပကံစစ်တီအမြောက်အများကြာရှုံကြရတယ်ဆိုပြီးတော့တူညီတဲ့စကားအတန်တွေကိုကြားလိုက်ရပါတယ် အရာနဲ့အနော်ရထာမင်းကြီးကဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်တထုံပြည်မှာကြီးပြင်းခဲ့ပူတဲ့လူဆန်းကောင်းပြတာကိုစုံစမ်းစီဖို့အတွက်တာဝန်ပေးအပ်လိုက်ပါတယ်တိတ်မကြခင်မှာပဲတထုံပြည်ကဗျာတာရဲ့အတီတယောက်ကဗျာတာကိုတည်င်းလာပေးပါတယ်အရာကတော့တထုံရဲ့မြို့ယိုတခြားတောက်လီတောင်းမှာအကိုဖြစ်သူဗျာဝီရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုမြုံနှံထားပြီးတော့ဗျာဝီရဲ့သွေးတွေနဲ့မြို့ယိုပပတ်လေကိုလောင်းပြီး ဘရင်အမိန်နဲ့အဆောက်အစီတီအဖြစ်စောက်ထားခိုင်းနေဆိုပြီးတော့ပြောပြလိုက်ပါတယ်ဒါပေမဲ့ဗျဝီရဲ့သွေးတွေအားမလုံလောက်ပဲကျမတဝဇာလှန့်နေတဲ့နေရာတစ်ခုရှိတယ်ဆိုပြီးတော့ဗျတာကိုပြောပြလိုက်ပါတယ်ဒီတစ်ခါမှာတော့ဗကန်စစ်တီတွေခြိတက်တိုက်ခိုက်တဲ့အခါမှာဗျတာဟာသူ့ကိုယ်တိုင်ဥဆောင်ပြီးတော့ကျမတဝဇာလှန့်နေတဲ့နေရာဘက်ကနေပြီးသူ့ရဲ့နောက်လိုက်စစ်တီတွေကိုလိုက်စီပြီးတော့ဗျတာဟာအလွန်မြင့်တဲ့ဒတိုင်းပေါ်ကိုခုန်တက်သွားပြီးရန်သူစစ်တီတွေကိုခြေမုံနိုင်ခဲ့ပါတယ် ပြာနဲ့သူရဲ့နောက်လိုက်စစ်တီတွေကိုအဲ့ဒီကျမတဝိုးစာလက်တဲ့နေရာကနေပြီးတော့ဝင်ရောက်စီပြီးစစ်အင်အားအလုံးရင်ကြီးတွေနဲ့မြို့တွင်တွေကိုဝင်ရောက်နိုင်ခဲ့ကြပါတယ်။အဒါနဲ့တထုံစစ်တီတို့ကပြန်လည်ခုခံနိုင်စွဲမရှိကြတော့ဘဲပကံသူရဲကောင်းတွေကနန်းတွင်တွေကိုရောက်ရှိသွားကြပြီးသူဝနာဘုံမိတထုံပြည်ကြီးကိုတင်ပိုင်လိုက်ပါတယ်။အနွေထားမင်းကြီးဟာတူဝနာဘူမိတထုံပြည်ကြီးကိုတင်ပိုက်ပြီးတာနဲ့မနူဟာမင်းနဲ့အတူပိတိကတ်သုံးပုံနဲ့ အနုပညာသည်လက်မှုပညာသည်နဲ့ပညာရှိတွေကိုပါမကြံပကံပြည်ရှိအားကိုခေါ်ဆောင်သွားလိုက်ပါတယ်။တိုက်ပွဲတွေအလုံးပြီးတာနဲ့ပြတ်တာဟာခါတိုင်းလိုပဲပုပ်ပါပြည်နယ်ပကံပြည်ကိုပန်းဆက်သားတဲ့တာဝန်ကိုဆက်လက်ထမ်းဆောင်ရပါတယ်။အဲ့ဒါနဲ့ပဲပြတ်တာဟာ ပုတ်ပါတောင်မှာရှိတဲ့သူရဲ့ချစ်သူမန်ဝနာလေးနဲ့အိမ်အောင်ကြာသွားပြီးတော့ရွှေဖင်းကြီးရွှေဖင်းလေးဆိုတဲ့တားနှစ်ယောက်ထွန်ကားသွားပြီးသူဝနာဘူမိတထုံပြည်ရဲ့ဒဏ္ဍာရီလူစွန်းကောင်းဗျက်ဝီပြတ်တာဆိုတဲ့ဇက်လံကလေးအားလည်းဒီနေရာမှာပဲပြီးဆုံးသွားပါတယ်။အလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။တဘောကြာနှစ်သက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့ notification bell အကောင်လေးနှိပ်ပေးထားဖို့ထပ်မံပြီးတော့တောင်းဆိုလိုက်ပါတယ်။ အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ်အားလုံးပဲတာတာ